အပိုင်းခွင့်ရဲ့အဆောက်မတော်အာချန်တို့အဖွဲ့ကအခွေးဆိုင်တွေကိုရောက်နေပြီးသူတို့ကထက်တန်းចောင်းသားတွေကိုကြားမြစ်ထားတဲ့အပြာဝေးတွေကိုသွားငါဖို့အတွက်အကြံထုတ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီຢာတွေကိုတခြားသူတွေမရေးမိအောင်လုပ်ဖို့ဆိုတော့ကသူတို့အတွက်အတော်လေးကိုမှခက်ခဲနေခဲ့ပါတယ်။ဒါကြောင့်သူတို့ကစိတ်ပြတ်စွာထိုင်ပြီးအကြံထုတ်နေချင်းသူတို့နောက်ကနေကောင်းမလေးတွေရဲ့အတန်ကိုကြားလိုက်ရပါသည်ဂူရနူမာတို့ကဆာကာမူတိုကိုမြင်တော့ဝမ်းသာအားရနှုတ်ဆက်နေပြီးအခွေဆိုင်ထဲမှာအခုလိုတွေ့ရမယ်လို့ထင်မှားဘူးလို့ပြောလိုက်ပါသည်ဒါပြင်ကောင်းမလေးတွေကဆာကာမူတိုကိုအင်စာအတွက်ဇာကားရွေးဖို့ရောက်လာတာလားလို့မေးလိုက်တော့ ဇာကာမူတူကလည်းရောက်လာပြီးသူကသူ့လိုချင်တဲ့ဇာကာကိုလာရှာတာလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့အာချန်တို့ကစိတ်ပြက်နေခဲ့ပေမယ့်ဒါမျိုးဆိုရင်ချက်ဆိုငကွက်ကမိထားတောက်တဲ့အာချန်ကချက်ချင်းပဲသူ့ရဲ့လူတွေနဲ့တိုင်ပင်ပြီးဇာကာမူတူရှာနေတဲ့ဇာကာကိုအရင်ယူထားလိုက်ပါတယ်။အဲဒီနောက်သူတို့ကဇာကာမူတူကိုသွားထွေပြီးလင်းနေကအခွေကိုထောက်ပြလိုက်ကဒါကိုရှာနေတာမလားလို့မေးလိုက်ပါတယ်။ပြီးတော့သူကဇာကာမူတူကိုဒီအခွေလိုချင်ရင်သူတို့ပြောတာကိုလုပ်ပြီးဖို့အတွက်ပြောလိုက်ပါတယ်။အားချန်ကစာကာမူတူကိုအခွေလိုချင်ရင်သူတို့အတွက်ဓာမြင့်နေရာတွေကအခွေကိုယူပေးဖို့အတွက်ပြောလိုက်ပါတယ် ဒါကိုကြတော့စာကောင်မူတူကသူ့အနေနဲ့ရွေးစရာမရှိတော့တာကိုသဘောပေါက်လိုက်တာကြောင့်ဂျောင်းဝင်းစုံကိုချွတ်လိုက်ပြီးသွားယူပေးဖို့အတွက်သဘောတူလိုက်ပါတယ်။အားချရဲ့တငယ်ချင်းတွေကစာကောင်မူတူကိုသူတို့ကစာကောင်မူတူအတွက်လမ်းကြောင်းကိုဖုံးကနေပြီးတော့ညွှန်ကြားပေးနေပါတယ်။အဲဒီနောက်မှာတော့အားချန်ကသူ့အကိုရဲ့အခွေငါးဝင်ကတ်ကိုစာကောင်မူတူကိုပေးလိုက်ပါတယ်။နောက်တော့စာကောင်မူတူကသူ့ရဲ့မစ်ရှင်ကိုစတင်ခဲ့ပါတယ်။သူကအထဲကိုလူမမြောင်ဝင်ရမှာဖြစ်တယ်လို့လိုက်ကကိုလည်းထီခွေမရှိပါဘူး။ဒါအပြင်လေဝေးမှာလိုက်ကလှုပ်သွားမှာကိုလည်းစောင့်နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့စာကာမူတို့ကတော့လိုက်ကာရှိတတဲကစာအုပ်စင်ကိုပတ်နေကြကြအောင်အားလုံးကစာကာမူတို့တယောက်ဘာလုပ်နေလဲဆိုတာကိုကြည့်နေခဲ့ပါပြီတကယ်တော့စာကာမူတို့ကသူ့ရဲ့လေပတ်မှုအချိန်ကိုသုံးပြီးလေစီးကြောင်းအစ်တစ်ကိုဖန်တီးနေတာပါဒါကိုသဘောပေါက်သွားတဲ့အားချန်တို့ကလည်းပဲခေါင်းကောင်းတဲ့စာကာမူတို့ကိုသဘောကျနေချိန်စာကာမူတို့ကတော့အထဲကိုဝင်သွားခဲ့ပါပြီဒါပေမဲ့စာကာမူတို့ကအတော်ကြောင်ပြန်မထွက်လာလို့အားချန်တို့ကစိတ်ပူသွားပြီးစာကာမူတို့တယောက်မိသွားတာလားလို့တွေးနေချိန်မှာလိုက်ကာကလှုပ်လာပြီးအထဲကနေစာကာမူတို့ကအခွေတီကိုစတိုင်ကြကြကင်ကပြန်ထွက်လာပါသည် ဒါကိုမြင်တော့အားလုံးကလည်းပဲစိတ်သက်သာရာရသွားပြီးဒုတိယအဆင့်အနေနဲ့အခွေတွေကိုစာကောင်မှုတွေရဲ့ပရိသတ်ကောင်မလေးတွေမသိအောင်ကောင်တာကိုခိုးထုတ်ဖို့အတွက်ပလန်ချခဲ့ပါသည်သူတို့ကကောင်မလေးတွေရှိနေတဲ့အခွေဆိုင်တန်းတွေကိုစာကောင်မှုတွေကိုပြောပြလိုက်ပြီးသူတို့နဲ့လှုပ်အောင်ရှောင်းလာဖို့အတွက်ပြောပါသည်အဲဒီနောက်စာကောင်မှုတွေကအခွေတစ်ထပ်ကိုဂိုင်မီစတင်လှူရှာပါတော့တယ်သူကကောင်မလေးတွေကိုအတန်းတိုင်းဆုံးရှောင်းလိုက်ပြီးလှည့်ပတ်သွားနေပါသည်အဲဒီနောက်မှာတော့အားချန်တို့ကစာကောင်မှုတွေကိုကိုရီးယားခွေတန်းတွေဘက်ကနေကောင်တာကိုသွားဖို့အတွက်ပြောလိုက်ပါသည်စာကောင်မှုတွေက လိုက်လုဖို့အတွက်လုပ်ပေမဲ့သူကကူဘိုတာရဲ့မိရှင်ငယ်မိကိုမြင်လိုက်ရလို့လန့်သွားပါရီကောင်မလေးတွေလိုက်ခံရတာထက်စိုးဝါးသွားမဲ့ဖြစ်ကြောင်းဇာကာမိုတိုကအဲဒီကနေမသွားပြီတစ်ဖက်ကနေလှည့်သွားခဲ့ပါရီဒါကြောင့်ကောင်မလေးတယောက်ကမြင်သွားခဲ့ပြီးခေါ်လိုက်တာကြောင့်ဂျန်နေသူတွေကလည်းပဲချက်ချင်းရောက်လာကြပါရီဒါပေမဲ့ညံကောင်းလုံးနဲ့ဆရာကြီးကတော့သူ့ကိုယ်သူဆက်ရုပ်လှုပ်ရှားမှုလို့လုံးလိုက်ပြီးအခွေရီယာလုံးကိုစင်ပေါ်မှာကောင်မလေးတွေမသိရင်တင်ထားလိုက်ပါရီဇာစုစိန်မလေးတွေကတော့ဇာကာမိုတိုကိုဘာခွေရီငားလာတာလဲဆိုတာကိုသိကျင်နေခဲ့ပေမဲ့ တို့ကစာကာမှုတရက်လက်ထဲမှာဘာအခွင့်အမရှိတာကြောင့်ရုပ်ရှင်သွားကြည့်ဖို့အတွက်ခေါ်ကထွက်သွားပါလိမ့်။ဒါကိုမြင်တော့မှအားချက်နူလဲတက်ပြင်းတစ်ချက်ချပြလိုက်ပြီးစာကာမှုတကိုကောင်တာကိုသွားဖို့အတွက်ပြောလိုက်ပါလိမ့်။အဲ့ဒီချိန်ကောင်တာမှာရှိနေတာကအစ်စ်လေးဖြစ်နေတာကြောင့်အားချက်နူကကြိတ်ပြောနေပြီးစာကာမှုတကတော့မသွားခင်လိုအပ်တဲ့အရာတွေကိုပြင်ဆင်နေပါလိမ့်။ဒါကိုမြင်တော့အားချက်နူကစာကာမှုတတယောက်စိတ်လှုပ်ရှားပြီးလက်မစားရည်ရင်းနေရလို့ထင်သွားပါလိမ့်။အဲ့နောက်သူကကောင်တာကိုသွားခဲ့ပါရီဖြစ်ချင်တော့စာကာမိုတိုကောင်တာကိုရောက်တဲ့အချိန်မှာဆိုင်းရှင်တတိကရောက်လာပြီးစာကာမိုတိုကို မတင်ငါသလိုကြည့်ကစစ်ဆေးနေပါရီသူကဇာဂါမိုတိုကိုအသက်ပြည့်ပြီလားလို့မေးလိုက်တော့ဇာဂါမိုတိုကတည်ငြိမ်စွာနေပဲပြန်ဖြေခဲ့ပါရီဒါပေမဲ့တတိကတော့မယုံနိုင်သေးပဲဒါရီကိုယူမာတေးချလာလို့မင်းနေချင်းဇာဂါမိုတိုကနောက်ထပ်အခွေတွေကိုပါထပ်တင်ပေးလိုက်ပြီးဒါရီရောလို့ပြောလိုက်တာကြောင့်တတိကမျက်လုံးပြူသွားခဲ့ပါရီဒါကအထက်တန်းចောင်းသားတစ်ယောက်ကခိုးကြည့်မယ်ဆိုရင်တော့မှအတော်လေးကိုများနေတာကြောင့်ပါဒါပေမဲ့တတိကနောက်ဆုံးနေနဲ့ထပ်ပြီးတော့ရင်နေခဲ့ပြန်ပါရီ ဒါကြောင့်မလို့စာကောင်မှုတို့ကကိစ္စဖြတ်ဖို့လုပ်လိုက်ပြီးသူ့လက်ကဆွဲထားတဲ့နာယီကိုကြည့်လိုက်ကအချိန်မရှိတော့တာကြောင့်အမြန်လုပ်ပြီးဖို့အတွက်ပြောလိုက်ပါတယ်။ဆိုင်းရှင်ကစာကောင်မှုတို့ရဲ့လက်ကဈေးကြီးတဲ့နာယီကိုမြင်တော့စာကောင်မှုတို့ကလူကြီးတယောက်ဆိုတာကိုယုံပြီးအခွေကိုငားပေးလိုက်ပါတယ်။အဲဒီနောက်ပြင်ကိုရောက်တော့စာကောင်မှုတို့ကအားချန်နိုးနဲ့အလေးလေလှုပ်ခဲ့ပါတယ်။ဒါကိုမြင်တော့အားချန်ကစာကောင်မှုတို့ကိုချီးကျူးနေခဲ့ပြီးသူကစာကောင်မှုတို့အခွေကိုပြန်ပေးလိုက်ပါတယ်။ပြီးတော့စာကာမိုတိုကိုလည်းပဲသူတို့နဲ့အတူတူအခွေကိုလာကြည့်ဖို့အတွက်ပြောလိုက်ပြီးမယ်။စာကာမိုတိုကတော့သူ့လုံးဆရာရှိသေးတယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ ဒါကိုမြင်တော့အားချန်တို့ကလည်းကြောင်းတောင်းဖြစ်သွားခဲ့ပြီးသူတို့ကနောက်ရက်မှာအခွေရီအားလုံးကိုပြန်ရတဲ့နေရာမှာထားပစ်ခဲ့ကြပါသည်။အဲဒီနောက်မှာတော့အားကစားပြိုင်ပွဲလေးကိုရောက်လာပြီးဆေရာကောင်းဆောင်တဲ့ကောင်မလေးတွေကစာကာမိုတိုကိုအမှတ်ယူခွင့်မပေးဖို့အတွက်ပိတ်တားနေခဲ့ပါသည်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဆရာကြတဲ့စာကာမိုတိုကတော့အယောင်ပြကလည်းထွက်သွားပြီးဘောလုံးကိုချင်းထဲကိုထည့်ပစ်လိုက်ပါသည်။ဒါကိုမြင်တော့ဆေရာတို့ကစိတ်တက်ကြနေခဲ့ပါသည်။လွန်ခဲ့တဲ့၃ရက်လောက်ကအားလုံးကအတန်းထဲမှာအားကစားပြိုင်ပွဲအကြောင်းကိုပြောနေခဲ့ပြီးသူတို့တန်းကပထမရမှာပဲလို့ပြောနေခဲ့ပါသည်။ဘာလို့လဲဆိုတော့သူတို့ကမှစာကာမိုတိုရှိနေခဲ့လို့ပါ။ ။ကောင်လေးတွေကဒါကိုဒီအတွက်အရန်ချိန်နေခဲ့ပြီ။ဇေရာကတော့ကောင်လေးတွေကိုမင်းတို့မှာဝိဇ္ဇံမူရရှိကြသည်လားလို့မေးလိုက်ပါရီ။ဇေရာစကားကိုနားမလည်တဲ့ကောင်လေးတွေကတော့ဇေရာကိုမင်းကပြားမလို့လားလို့ပြန်မေးလိုက်ပါရီ။ဒါပေမဲ့ဆေရာကတော့ကောင်လေးတွေကိုဒီပွဲကသူတို့ရဲ့ကာယပလတွေကို ထုတ်ပြရမယ့်အချိန်ပဲလို့ပြောလိုက်ပြီးဒီပွဲကိုတကြောင်လုံးကစကီလေးတွေရောအုတ်ထင်းတွေကပါလာရောက်အားပေးကြမှာလို့ပြောလိုက်ပါရီ။ဒါကြောင့်မလို့သူတို့အနေနဲ့သူတို့ရဲ့ဘိုင်လုံးမှာမာဆယ်ရီကိုထုတ်ပြတဲ့နယ်ဆိုပြီးတော့ပြောလိုက်ပါရီ။ ဒါပေမဲ့အစင်းမရောက်ခင်များကုန်နေတဲ့ကောင်လေးတွေကတော့စာကာမှုတို့ကိုရှင်ဖို့ဆိုတာကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါရီ။ဒါပေမဲ့ဆေရာကတော့သူတို့သာအတူတူလုပ်မယ်ဆိုရင်ဖြစ်နိုင်တယ်လို့မဲဆွဲခဲ့ပါရီ။ဒါကြောင့်ပွဲတော်နေ့ကိုရောက်တဲ့အချိန်မှာတော့အားလုံးတက်ကြွနေပြီးကောင်မလေးတွေရဲ့မျက်လုံးတွေကလည်းပဲစာကာမှုတို့စီကိုရောက်နေပါရီ။တချို့ကောင်မလေးတွေဆိုရင်စာကာမှုတို့ကိုသူမတို့အတန်းကိုပြောင်းလာစေချင်နေခဲ့ပါရီ။အဲဒီအချိန်မှာတယောက်ကတော့စာကာမှုတို့ရဲ့မောဟိတ်ကိုအသေးချေပြစ်လိုက်ပြီးစာကာမှုတို့တယောက်လူကြားထဲမှာအရှက်ကွဲအောင်လုပ်လိုက်ပါရီ။ အဲဒီနောက်ပြိုင်ပွဲကိုစတင်ခဲ့ပြီးဇာကာမိုတိုကမုန်းကိုခုံကိုက်လို့နေပေမဲ့မုန်းတုတ်ကပြုတ်ကျမလာပဲလှေထဲမှာတန်လန်းကြီးဖြစ်နေပါရီဒါကိုမြင်တော့အားလုံးကလည်းဒွဲလောင်းဖြစ်နေတဲ့ဇာကာမိုတိုကိုကြည့်လိုက်ပြီးကြောက်နေခဲ့ကြဇာကာမိုတိုကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုလှည့်နေခဲ့ပါရီနီပြကတော့ဇာကာမိုတိုကသူမြင်မှုခဲ့တဲ့ပုံစံအတိုင်းအတိအကျလုပ်နေခဲ့တာလို့ပြောလိုက်ပြီးအမေဆုံးတော့ကိုခီးထွက်ခဲ့တော့ကမိကျောင်းကောင်ကအဲ့လိုပုံစံနဲ့တားကောင်ကိုဆွဲဖျက်ခဲ့တာလို့ပြောလိုက်ပါရီခဏကြာမှတော့ဇာကာမိုတိုလည်းသူ့ရဲ့မုန်းကိုရာသွားပြီးတယောက်သေးစားဖို့အတွက်ပြေးသွားခဲ့ပါရီ ဒါပေမဲ့သူကမုံနေကိုအခုထိခုံကိုက်နေရတဲ့တငယ်ချင်းလေးကိုမြင်တော့တနာသွားပြီးသူရဲ့မုံကိုဝေပေးလိုက်ပြီးညီမတွေရှင်ပြန်ပေးလိုက်ဖို့အတွက်ပြောသွားတယ်။နောက်တစ်ဆင့်ကတော့ကာယပလပြိုင်ပွဲဖြစ်ပြီးဆေရာရူကစာကာမိုတိုကိုထိတ်ဆုံးမှထားပြီးထွက်ကြအောင်လုပ်ပါရီ။အဲဒီနောက်မှာတော့သူတို့ကစာကာမိုတိုကိုထိတ်မှထားလိုက်ပြီးပြုတ်ကြအောင်လုပ်ဖို့ကြိုးစားကြည့်ကြပါရီ။ဒါလုံးလုံးဖြစ်နေတဲ့လူသားမျိုးစင်ကိုကြည့်ကောင်မလေးတွေကအသေးရနေကြပြီးအန်ဒီဂျီတယောက်ဆိုရင်စာကာမိုတိုကိုတမတ်တော်ဘူးအထိပါတွင်းနေခဲ့တာပါ။ ဇေရာတို့ကစာကာမိုတူကိုကြောက်ချခြင်းမိမယ်စာကာမိုတူကထိတ်ဆုံးမှခမ်းမိုက်မိုက်ပုံနေလုပြနေပြီးပြန်ဆင်းသွားခဲ့ပါတယ်။ဒါကြောင့်ကောင်မလေးတွေကစာကာမိုတူရဲ့နောက်မှာဝိုင်းနေပြီးကြံခဲ့တာဆိုလို့ NDG တွေပဲရှိနေခဲ့ပါတယ်။ဒါပေမဲ့ NDG တွေကတော့စာကာမိုတူကိုပဲအားပေးနေတာကြောင့်အားလုံးကလက်လျှော့ကျင်နေခဲ့ပါပြီ။ဇေရာကတော့နောက်ထပ်အပြေးပြိုင်ပွဲမှာသူကထိတ်ဆုံးမှနေရာရမှာလို့ပြောလိုက်ပြီးဦးမြင့်မောင်အောင်မြင်မှုအတွက်တော့သူ့အတွက်ပဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်ကောင်မလေးတွေကလေစာကာမိုတူယူလာပေးတဲ့ထုတ်ကိုတည့်ပြရမယ်။ယာဂီကိုအားကျနေခဲ့ပါတယ်။ ။ယာဂီကတော့ဒါကိုအကောင်းဆုံးလုပ်ဖို့အတွက်တွေးနေပြီးဘွေးဆောင်မှာတော့ပြေးဖို့တိုင်ကချက်ပြလိုက်ပါရီ။ဒါပေမဲ့ဆာကာမူတူကလဲကျသွားပြီးသူ့ရဲ့ဖက်နှက်ဂျိုးရီကဘူးချီတာကိုခံလိုက်ရပါရီ။ဒါကြောင့်အလုံးကလည်းစိတ်ပူသွားချင်းဆာကာမူတူကတော့ချက်သေးတကောင်လိုပဲဒုက္ကိုပါဇက်မှာကြိုက်ကပြေးနေခဲ့ပါရီ။ဒါကိုမြင်တော့ဆေရာတယောက်မျက်လုံးပြူးသွားခဲ့ရပါရီ။တဖက်မှာယာဂီဟာလေးပဲဒုက္ခယူဖို့အတွက်အစင်းသင်းပြင်ထားပြီးစာကာမိုတိုလာကိုစောင့်နေပါရီ။ဒါပေမဲ့ဒုက္ခဒရီတွေနဲ့ချောနေတာကြောင့်ယာဂီရဲ့လက်ထဲကနေလွတ်ကျသွားပါရီ ဒါကြောင့်အားလုံးကယာဂီကိုပြစ်တင်နေပြီးဆရာကလည်းသူ့အနေနဲ့ပထမရဖို့ကမဖြစ်နိုင်တော့ဘူးလို့တွေးနေခဲ့ပါတယ်။ဒါပေမဲ့ယာဂီကပြေးလာပြီးဆာကာမိုတိုကိုလည်းဆရာကိုနိုင်အောင်လုပ်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ဒါကိုကြားတော့လီတဲကိုမြောက်တက်သွားတဲ့ဆရာကဒုက္ကိုယူပြီးပြေးခဲ့ပါတယ်။သူကလီတဲကိုလွင့်နေတယ်လို့ခံစားနေရပြီးသူ့ရဲ့ဘိုက်ကိုဖော်ကပြေးနေခဲ့တာပါ။ပွဲပြီးမှတော့ကောင်မလီတွေကဆရာကိုပြစ်တင်နေခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ဆရာတယောက်အပြောလွန်ကအဝိစားတွေကိုချွတ်ပြေးနေရင်အချွတ်လွန်သွားခဲ့လို့ပါ။ကိုလုံးဒီနဲ့ပြေးနေတဲ့ဆရာကြောင့်အားလုံးကစိတ်ညစ်သွားခဲ့ရပါတယ်။ အဲ့ဒီအချိန်ဆေရာကတော့အားလုံးရဲ့ဆေးရာကိုခံလိုက်ရပြီးတယောက်တည်းအပြင်ထွက်နေခဲ့ရပါတယ်။ဇာကာမူတူတယောက်ပဲဆေရာကိုလာတွေ့ကသူ့ကိုအားပေးခဲ့ပြီးယာကီကိုလည်းပဲဆေရာကိုနေကငါထင်တာထက်ပိုမိုက်ပါတယ်လို့ပြောလိုက်ပြီးဇာလန်လီကလည်းပဲတခန်းရက်သွားခဲ့ပါတယ်။